ကနေစပါမိခဏရောရရှိပေါ့နော်ခဏရောမဟုတ်အဲ့လိုမျိုးရှိအဲဘလို့ချေပြအောင်ချေတဲ့ setting မဟုတ်ဖြစ်ဟောဒီမှာရေစီစင်းနေအောင်ပေါ့နော်ပြောဒီဘက်ကနေတက်တက်ဆက်ပြီးတော့သွားမယ်ဆိုရင်တော့ရေတကုန်ရောက်ပါမယ်နည်းနည်းအောင်လမ်းရှောက်ရအောင်မယ်ပေါ့နော်ဒီမှာလောလောဆယ်က parking လာရက်ထားဆိုတော့လေဒီ hard of free ပေါ့နော်သူလေ parking ရန်စီချစ်ဟိုအထဲလေးနည်းနည်းနေရနာဆိုရင် 30ပဲယူอ่ะดอลลาร์လေးဆိုတော့ตั้วจ่ําเลยปะเนาะဒီကနေ샵ပြီးတော့ ာဒီဥဒုတာယာလို့ပြောနေပါတယ်ခုကတော့နေရတော့တာရမနော်တော်လေးကိုကြမ်းပါရဲ့အတန်ကြာမယ်ချင်တယ် တော့ဒီလိုတတားရှောက်မယ်ပေါ့နော်နှစ်ဖက်ရှိအလေးမှာကာလန်ပေါ့ညာရကျုံကျုံပြီပဲချိအောင်ပါပေါ့ဝါအငွေထွက်နေမြင်ရမှာတော့မဟုတ်ဗီဒီယိုထဲမှာလေအဲ့လိုရေငွေပေါ့နော်ဘောပမာကနေဒီယန်ဆိုက်ပေါ့နော်မြင်ရလားတော့မသိဘူးဖြေရဲ့တစ်ဖက်ခြံမှာဒါကတော့ US side ဖြစ်ပါတယ် အခုတော့လမ်းရှောင်းနေရပေါ့နော်လေတကွန်စီသွားနေတာခြေကတော်တော်ပြင်းနေပေါ့နော်အဲအခုဒီနားမှာတော့မှလေအမှုံနေမြင်ရဒီရေဆဆိုးလေးပေါ့နော်ရှိပါရဲ့အခုပဲတီးရတာပေါ့နော်ဒီ state park က United State မှာ oldest ပေါ့နော်အဟောင်းရှေ့အဟောင်းဆုံး state park ဖြစ်ပါရဲ့အခုကတော့နေနေနေကြွေသွားပါပြီလမ်းရှောင်းနေစေပါ ါတော့အဝင်ဖြစ်ပါတယ်အဝင်စာထက်အေးပေါ့နော်ဒီလိုမျိုးစိုင်ပုတ်လေးပေါ့အခေါ်ရညာဘက်တော့မှာမယ်လူနော် island ရှိရဲ့ဘက်ပေါ့နော်သူနှစ်ဘက်ယူလို့ရဆွန်ညာဘက်ဒီနားလေးပေါ့နော်မရှိပါမင်းတပုံလေးရိုက်ပါမင်းအခုဟိုအောက်ဘက်လာတော့မယ် အောက်မှာလည်းသွားလို့ရရပေါ့အဲ့မှာကျတော့ရေတော်တော်ဆိုရင်လည်းတွေ့မိုးကရိုက်ပါရွေးရရပေါ့နော်ဝါး so beautiful oh my gosh ဒါကတော့ secondary ပေါ့နော်အကြီးဆုံးဟာမဟုတ်သေးပါဘူး။ဟိုဘက်ကအဲ့ဒါ Canada side ဖြစ်ပါရှင့်။ဒါကြမယ်။ ဟောရေတကောင်ပတ်နေပါရဲ့လေတိုက်လို့လीမိုးကနေစနောအဆင်ပြေပါတယ်ဘယ်မှာအလောက်လည်းမစိုးပါဘူးပတ်လိုက်မပတ်လိုက်ပါပဲနေရတော့နည်းနည်းရိပ်ပြီးတိုင်ကအကြီးကြီးဆိုတော့လေဟာလေကောင်နဲ့တက်လာဒီလိုနေရာလေးရှေ့ပေါ့နော်ကဖေးရဟိုဘက်မှာရှိပါရဲ့ We have a really rich like LGBT history in Buffalo like you can take Oh really? Right in most places. ခုနကတော့ဟိုဘက်ကနေတက်လာတာပေါ့နော် ဒါဒီဘက်မှာပေါ့နည်းနည်းမြင့်နေနေရပါတော့ဒီ Niagara Falls က singer Anthony မဟုတ်ပါဘူးတူရဲ့ပိုင်နာမျိုးမဟုတ်ဘူးပေါ့နော်။ဘာလို့ဆိုဒီဘက် channel ရှိရဲ့ဟိုဘက် channel ရှိရဲ့ပေါ့နော်အဲ့လိုမျိုးဆိုတော့အစမှာ ဒီဘက်မှာစဆို US ပိုင်လာလားဗောမြေကြီးอ่ะဗောဒါပေမဲ့မဟုတ်ဘူးလို့ပြောရပါเนาะဒီမှာ ice cream ရှိပါတယ်ဟိုဘက်ကတော့ Canada side ကဗောเนาะအောက်မှာငတ်တီရှေဇင်ယော်တွေဇင်ယော်တွေပြန်နာနေကြတာတော့ခုနကဟိုဘက်ကဗောเนาะအောက်မှာအဲ့လို cruise စီးတော့လေရတယ်တစ်ယောက်ကို40ဒေါ်လာလားအမျိုးပေးရတယ် တိတ်တော့မကြည့်ထားဘူးပေါ့နော်အဲ့လောက်လို့တော့ထင်တာပဲအင်းကတော့ trolley ခုနကမြင်ရတဲ့ကားလေးပေါ့နော်အဲ့ဒါဒီမှာစပြီးတော့ boarding sign နေဖြစ်ပါတယ်ဟောအကျေးပဲဟောဟေးဟာမိုက်တယ်ရောခရီးတဲ့ဘက်ကကြောက်လေအဲ့ကြားတဲ့ပုံလေးကလှတယ်နော်ကဲအဲ့နာအနီနာလေးပေါ်ပြီးပြမယ်ဟောအဲ့အောက်ဆင်းရမှာပဲជីជី哇 တို့ဘက်ကတော့လေညင်ညီတယ်လို့မျိုးကြားနေလို့ခံစားရတယ်။ဒီဘက်ကရေပိုးစင်တယ်ပေါ့နော်။ပကုံးစင်တာ။ဒီရဲစက်မှရင်ညနာတော့တက်လို့ရတယ်။မြင်ရလား။မြင်ရလားနော်။ဟဲ့အေးလိုက်တာ။လေလေတော်တော်တိုက်တယ်။တမန်ဒီနော်အောင်းကနီလာတော့ရင်စင်တော့ဘော။ခုနအပေါ်နာမဲ့တော့ဟောလည်းမသိ။ကျေးဇူးကြီးချမ်းမင်း။ ။အိုးအဲ့အောက်မှာလေ cruise ရဲ့သူတွေကအဲ့အောက်ထိလေရောက်တယ်။ Wow ။မိုးကအင်ဂျီအကုန်လုံးဝတ်ထားကြ။အေးပေါ့နော်။ရေဆိုးမှာရောဒီမှာတော့တလောက်ဆိုတာအဲ့တော့ Canada side လို့လည်းရှိတယ်။ အလုံးဝမိကွာကကိုရောက်ရှိနေနေရတော့ Niagara Falls ဖြစ်ပါရဲ့ Yay အခုဒီဘက်မှာတော့ US ဖက်ပေါ်တော့တော့နှစ်ဖက်ရှိပါတယ် US နဲ့ပိုနောက်ကမြင်ရတဲ့ဟာတော့ Canada ပေါ့နော်အဲ့လိုရှိပါရဲ့ရှင့်အခုတော့ဟိုဘက်ကိုပြန်သွားပါတော့မင်း ူဒီ area ကိုတော့ terrapin point လို့ခေါ်ပါတယ်ရှင်။ဘယ်လိုပိုက်တော့စာနေပြီ။တော့စားချမှာမင်းလည်းဖတ်တော့ထိလာရပါတော့။ချက်ဥရောမပါအောင်။ဒီကိပ်ပေါ်နေတယ်။အိုးဝါ။ဆာချမေး ငါတော့အခုပဲလမ်းရှောက်လာပါတော့နော်နောက်တနေရာတတိလေးချစ်စရာလေးချိလိုက်အောင်ဆမာဒီလိုနေပေါ့ဒီဘက်လည်းပြမယ်ခုနတော့ကဒါသွားခဲနေရအော်သွားခဲနေရဆိုခုနမမြင်ရတဲ့ဟာပေါ့ဒါတော့ရေချောင်းတတိလေးပါဆက်ပြီးတော့သွားကြပါမယ်ရှင့်ဟမ်လိုလေးပေါ့ 搞你关系。 အလာတော့လည်းပြန်သွားနေပေါ့နော်မမိတာမသိဟိုဘက်ကတော့ Canada side ဖြစ်ပါရှင့် ဒါတော့ Japanese Garden ဖြစ်ပါတယ်ဒီတီလီပေါ်နော်လုံမျိုးလေးပေါ် Highway နဲ့ဒီ graduation ရှေ့ထံလူတွေတပုတ်ရိုင်းနေကြတာ